ယူကရိန်းနဲ့ရုရှားစစ်ပွဲဖြစ်ပွားနေတဲ့အချိန်ယူကရိန်းနိုင်ငံအတွင်းရှိကုမ္ပဏီတွေဟာသူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုဆက်လက်လည်ပတ်နေတဲ့အခြေအနေကိုထိုင်ဝမ်ကလေ့လာနေကြောင်းထိုင်ဝမ်ထိပ်သီးရာရှိတူကပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ထိုင်ဝမ်ဟာတရုတ်ရဲ့မြင့်တက်နေတဲ့ချင်းချောက်မှုတွေအောက်မှာအရေးပေါ်အစီအစဉ်တွေအတွက်ပြင်ဆင်မှုတွေကိုအချိန်မြင့်လှုပ်ဆောင်နေပါတယ်။အဲဒီနောက်တစ်ချိန်တည်းမှာပဲယူကရိန်းကုမ္ပဏီတွေရဲ့စွမ်းဆောင်ရည်တွေကိုတင်ကန်းစာယူနေတာဖြစ်နိုင်တယ်လို့ကျန်းမာရေးတွေကပြောကြားခဲ့ပါတယ်။တရုတ်ဟာထိုင်ဝမ်ကိုသူ့ရဲ့နယ်နိမိတ်တစ်ခုအဖြစ်ကြီးညာထားပြီးမကြသေးမီနှစ်တွေအတွင်းထိုင်ဝမ်ကျွန်းအနီးမှာအကြီးစားစီရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ကထိုင်ဝမ်ပေါ် ်စီရင်တဲ့နိုင်ငံရေးဖိအားတွေတိုးမြင့်နေပါတယ်။ယူကရိန်းရဲ့အတွေ့အကြုံတွေကိုတင်ယူနိုင်ဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ယူကရိန်းရဲ့ပုဂ္ဂလိကကုမ္ပဏီတွေဟာစစ်ပွဲကာလအတွင်းမှာအစိုးရနဲ့လူဖွဲ့စည်းအတွက်အခက်အခဲတွေကိုကြံ့ကြံ့ခံဖြေရှင်းရမှာဘယ်လိုပုံစံမျိုးနဲ့ပါဝင်ကူညီပေးခဲ့လဲဆိုတာကိုကျွန်တော်တို့လေ့လာတင်ယူဖို့မျှော်လင့်ပါတယ်လို့အမည်မဖော်လိုတဲ့ထိုင်ဝမ်လုံခြုံရေးရာရှိသူကပြောကြားခဲ့ပါတယ်။ယူဘာနဲ့ Microsoft ကုမ္ပဏီတွေအပါအဝင်ယူကရိန်းနိုင်ငံအတွင်းမှရှိမဖြစ်ဝန်ဆောင်မှုလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်ပေးနေတဲ့ကုမ္ပဏီတွေကိုထိုင်ဝမ်ကထောက်ပြပြောကြားခဲ့ပါတယ်။စူပါမားကတ်တွေအနေနဲ့အစိုးရရဲ့ထောက်ပံ့ရေးကွန်ရက်အတွင်းပူးပေါင်းပါဝင်မှု တွေးလူချင်းလို့ဆေးဘက်ဆိုင်ရာရေးပေါ်အခြေအနေတွေအတွက်အငါးကားဝန်ဆောင်မှုတွေကိုအဆင်ပြေချုံးမွေ့စေဖို့လှုံ့ဆော်ခြင်းအစရှိတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေအပါအဝင်ယူကရိန်းကုမ္ပဏီတွေရဲ့အိုင်ဒီယာတွေကိုထိုင်ဝမ်ကလိလာတင်ယူရမယ်လို့ပြောပါတယ်။ထိုင်ဝမ်အစိုးရဟာရေးပေါ်အခြေအနေမျိုးမှာထိုင်ဝမ်ကုမ္ပဏီတွေရဲ့လုံနိုင်စွမ်းကိုအထောက်အကူဖြစ်စေဖို့အတွက်ထိုင်ဝမ်နဲ့ယူကရိန်းမှာရှိတဲ့ကုမ္ပဏီတွေကိုချိတ်ဆက်ပြီးအကြံဉာဏ်ရယူဖို့လှုံ့ဆော်နေတယ်လို့လည်းထိုင်ဝမ်ရရှိသူကပြောပါတယ်။ကျွန်တော်တို့မှာတိုက်ခိုက်ခြင်းနဲ့စိတ်ဆန္ဒရှိပါတယ်။အခုတော့ကျွန်တော်တို့ကပြင်ဆင်တဲ့စိတ်ဆန္ဒကိုအနီးကပ်လှုံ့ဆော်ရမှာပါလို့အဲ့ဒီရရှိကပြောကြားခဲ့ပါတယ်။ယူကရိန်းမှာရုရှား ရဲ့စိုက်ဘာတိုက်ခိုက်မှုတွေကိုထောက်ရှုပြီးထိုင်ဝမ်အစိုးရအနေနဲ့လက်ရှိအသုံးပြုနေတဲ့ online စနစ်တွေကိုအစားထိုးနိုင်မယ်။အရင်စနစ်တွေထူထောင်ဖို့လိုအပ်တယ်လို့လည်း Ukraine ရှိ American ကုန်တယ်ကြီးများအသင်းရဲ့အကြီးအကဲ Andy Hunter ကပြောကြားခဲ့ပါတယ်။